ထိုင်းပြည်သူများအားအပူဓာတ်အန္တရာယ်အစိုးရတရေပင်ယမနေ့က63ဦးတည်ဆုံခဲ့တဲ့ထိုင်းပြည်သူတွေကို အပူဓာတ်အန္တရာယ်ဖြစ်နိုင်ခြင်းနဲ့ပတ်သက်ပြီးတော့အစိုးရလက်ထောက်ပြောရေးဆိုခွင့်ရှိသူ Karan Popon Klam ကတရေပင်လိုက်တယ်လို့ပြီးခဲ့တဲ့နေ့ကအပူဓာတ်ကြောင့်တည်ဆုံသူ63ဦးထိရှိခဲ့တယ်လို့ပြောလိုက်ပါတယ် Mr. Karan ကထိုင်းနိုင်ငံမှာလက်ရှိအခြေအနေအရမွန်တဲ့ချိန်ဝန်းကျင်အပူဓာတ်အန္တရာယ်ကအမြင့်ဆုံးဖြစ်နေပြီ ခန္ဓာကိုယ်အပူချိန်သက်တာမူးဝေတာအသက်ရှူမြန်တာနှလုံးခုန်မမှန်တာရှော့ရတာတွေကိုဖြစ်စေနိုင်ပြီးဒါကိုစောစီစွာတည်ရင်းနဲ့နေထိုင်တိုင်းမျိုးမရှိဘဲအထူးသဖြင့်အပြင်ထွက်အလုံးလုံးနေရသူတွေအတွက်အပူတန်းကြောင့်အသက်ဆုံးရှုံးစေနိုင်တယ်လို့လည်းတည်ပေးထားပါတယ်ထိုင်းနိုင်ငံယောဂထင်းချုပ်ရေးဌာနရဲ့2024ခုနှစ်ကိန်းဂဏန်းအချက်အလက်တွေအရ အပူထန်ကြောင့်တည်ဆုံးသူ63ဦးကိုမှတ်တမ်းတင်ထားပြီးတည်ဆုံးသူတွေဟာအသက်30ကနေ65နှစ်အကြားအရွယ်တွေဖြစ်ကပြန့်ပြန့်အသက်ကတော့62နှစ်ဖြစ်တယ်လို့ဆိုပါတယ်။အပူထန်ကြောင့်တည်ဆုံးမှုမှတ်တမ်းမှာတော့ထားနိုင်ငံခရိုင်32ခုမှာဖြစ်ပွားခဲ့တဲ့လို့တည်ဆုံးသူအများစုမှာသွေးသွင်းစီးချုံနဲ့နှလုံးရောဂါလို့နာသာရှိအခြေအနေတွေရှိကြပြီးအရက်တောက်တာ ပြင်ပမှာအလောက်ထွက်လောက်ကန်ကြရတာတွေကြောင့်လည်းအနေဖြစ်စေနိုင်တယ်လို့ဆိုပါတယ်။ တည်ဆုံးမှုတွေ80ရာခိုင်နှုန်းကတော့အပူချိန်ဟာ54ဒီဂရီစင်တီဂရိတ်အထိရှိခဲ့ပြီးအပြီလမှာဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။မစ္စတာကာရန်ကတော့သိုင်းပြည်သူတွေအနေနဲ့အပူထန်ကကွယ်ရေးအတွက်ရေထက်ပြေဝနေစေဖို့ပေါ်ပါတဲ့အဝတ်စားတွေဝတ်ဆင်ဖို့အရက်သေးစာတောက်စားတာတွေရှောင်ကျဉ်ကြဖို့နဲ့အရိတ်ထဲအနားယူကြဖို့တိုက်တွန်းထားပါတယ်။သိုင်းမိုးလေဝသဌာနကတော့ဖေဖော်ဝါရီ28ရက်ကအစတင်ပြီးတော့ နွေရာသီဝင်ရောက်လာပြီဖြစ်ပြီးလာမယ်မေလလယ်ထိကြာမြင့်မယ်လို့ထုတ်ပြန်ထားပါတယ်။ဒါအပြင်အခုနှစ်မှာချင်းမိုင်းမေဟောင်းဆောင်တဲ့တပ်အပါဝင် နိုင်ငံမြောက်ပိုင်းနဲ့ရှေးမြောက်ဒေသခရိုင်ဆက်လက်ခုမှာ ပုံမှန်အားဖြင့်အပြည်လအပူချိန်52ဒီဂရီစင်တီဂရိတ်အထက်ကျော်လွန်နိုင်တယ်လို့သတိပေးထားပြီးအပူထန်လွန်ကဲမှုအန္တရာယ်နဲ့ကြုံတွေ့ရနိုင်တယ်လို့လည်းဆိုပါတယ်။ မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။